ဘလို့ character မျိုးကိုမှတယောက်ဆောင်ခြင်းနဲ့ဆိုတာမျိုးထက်ကိုလေအကြီးကကကာကားမှာဇလန်တွေဖြစ်ဖြစ်ရုပ်ရှင်ကားမှာပဲဖြစ်ဖြစ်ကိုပါဝင်ရတဲ့အခန်းကဏ္ဍသည်နည်းသည့်ဖြစ်စီများသည့်ဖြစ်စီ character တစ်ခုကိုထိထိမိမိနဲ့အာပရိသတ်ရင်ထဲကိုရောက်စေတဲ့ပုံစံမျိုးလေးတွေကိုတော့နောက်ပိုင်းပို့ပြီးတော့ရိုက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဟာတာဆိုလဲဟာတာဒါပေမဲ့ဆိုပြရတော့ဟာတာနဲ့ဒရမာမှာဆိုရင်တော့ဟိုတယောက်ဆောင်တွေရဲ့ထုံးစံအတိုင်းပို့ပြီးတော့နှစ်သက်တာကတော့ဒရမာကိုတော့ပို့ပြီးတော့နှစ်သက်တာပေါ့နည်း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  item လောက်ရတာမျိုးလေးတွေကိုပို့ပြီးတော့နှစ်သက်တ လဲဆိုတဲ့အခါကျတော့အဲ့လိုဇက်မျိုးလေးတွေကတော့ပြပြပို့ပြီးရိုက်ချင်တဲ့မျိုးလေးတွေ ဒီကျဲမှာဆိုလို့ရှိရင်တော့ဆိုပြရတာစာအုပ်ကြီးရဲ့စီရင်ချက်ဆိုရပေါ့နော်ကာကဒီ for you application မှာဒါပြသမှာဖြစ်ပါတယ်အဲဆိုပြပါတယ်ပြီးတော့မောင်လေးအနည်းရောက်ပါတယ်ပြီးတော့ညီမလေးရှေ့သမီးပါတယ်ပေါ့နော် driver ကတော့ steep ပေါ့နော် steep usti ရိုက်တာပါဆိုတော့ဒီကားလေးကဆိုပြလို့ရိုက်တာနည်းနည်းတော့ကြာပြီပေါ့နော်နည်းနည်းတော့ကြာပြီဒါကတော့ဟိုအခုဒါဒီ for you application မှာပြသတော့မယ်ဆိုတော့ဝမ်းသာရပါတယ်ဘာပြောပြောပြည့်တက်တည်လဲဒါ ကြည့်ရှုလို့ရတာပေါ့ပြီးတော့ဒီကားမှာလည်းဆိုပြီးရဲ့ character ကဟိုဟိုလည်းနည်းနည်းထူးထူးခြားပုံစံမျိုးလေးလည်းပါမယ်ပေါ့ဟုတ်အူစတီနဲ့လည်းပေါ့နော်စုံပြစ်တာလည်းပါမယ်ပေါ့နော်အူစတီကလည်းဒီကားလေးကိုဒီဇက်လေးကိုကန်းတဲ့အခါမှာဆိုပြီးအနေနဲ့လည်းဒါတကယ်ကိုသဘောကျတဲ့အတွက်ကြောင့်မျိုးဒီကားလေးကိုဆိုပြီးလက်ခံပြစ်ခဲ့တာပါဟုတ်အဲ character ကတော့ဟိုဆိုပြီးကမခိုင်နေမွေလည်းပါတယ်မခိုင်နေမွေတို့အိမ်မှာအလုတ်လာလုတ်တဲ့ဟို ကမလေးပေါ့နော်ကမလေးပေါ့အဲ့မှာမှဟိုအမတ်တရားတစ်ခုအတွက်ကိုဟိုသူကိုယ်တိုင်ခေါ်ထုတ်ရတဲ့အိုင်လေးတွေပါတယ်ပေါ့နော်ဟုတ်ကဲ့အာလက်ရှိကတော့ဆိုပြီးဒါဟိုတလောမှာဆိုပြီးတော့ပကံမှာကာကြီးတကာရိုက်ကူးပြီးသွားပါပေါ့နော်အခုတော့ဆိုပြီးရန်ကုန်ပြန်ရောက်ပြီအာပြီးတော့ဒီဆိုပြီးတော့ဒီ9လပိုင်းတည်းမှာရွှေရှင်ကာကြီးနောက်ထပ်တကားပေါ့နော်ရိုက်ကူးဖို့ရှိပါတယ်ကိုပြည့်ဖြိုးနိုင်တယ်ပါဟုတ်အာဆိုပြီးအနေနဲ့တော့အဓိကတော့လေဆိုပြီးနောက်ပိုင်းကိုတော့ဆိုပြီးအနေနဲ့ကတော့တကယ်ဝဇက်အဲကြိုက်မှာနောက်တစ်ခုကပြိတ်သက်အတွက်ကိုလည်းကိုယ့်ရဲ့ပ ေါ့နော်။အဲဘာလို့ဆိုဆိုပြီးအတွက်လည်းအနည်းငယ်တက်တန်း20ပြည့်တော့မယ်။20ပြည့်တော့မယ်ဆိုတော့ဟိုဘယ်လိုပြောမလဲ။ကိုရိုက်တဲ့ဇလန်းတွေမှာကိုကိုယ်တိုင်အားရချိန်နဲ့ကိုလိုအပ်တယ်ပေါ့နော်။အဲတော့မိသားစုဆက်ပဲဖြစ်ဖြစ်ဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ဟိုကိုကိုယ်တိုင်တကယ်ပြည့်တတ်ရအနေနဲ့အဲသဘောကျတဲ့ဆက်မျိုးပေါ့နော်။အဲ့လိုမျိုးပဲဆိုပြီးနောက်ပိုင်းလဲအဲ့လိုမျိုးပဲရိုက်ဖြစ်မှာဟုတ်။ဘယ်လို character မျိုးကိုမှတယောက်ဆောင်ခြင်းနဲ့ဆိုတာမျိုးထက်ကိုလေအကြီးကကကားကားမှာဇလန်းတွေဖြစ်ဖြစ်ရုပ်ရှင်ကားမှာပဲဖြစ်ဖြစ်ကိုပါ ါဝင်ရတဲ့အခန်းကဏ္ဍသည်နည်းသည်ဖြစ်စေများသည်ဖြစ်စေ character တစ်ခုကိုထိထိမိမိနဲ့ အာပရိသတ်ရင်ထဲကိုရောက်စေတဲ့ပုံစံမျိုးလေးတွေကိုတော့နောက်ပိုင်းပို့ပြီးတော့ရိုက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဟာတာဆိုလည်းဟာတာဒါပေမဲ့ဆိုပြရတော့ဟာတာနဲ့ဒရမာမှာဆိုရင်တော့ဟိုတေယောဆောင်တွေရဲ့ထုံးစံအတိုင်းပို့ပြီးတော့နှစ်သက်တာကတော့အာဒရမာကိုတော့ပို့ပြီးတော့နှစ်သက်တာပေါ့ဟိုနည်း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  idea လောက်ရတာမျိုးလေးတွေကိုပို့ပြီးတော့နှစ်သက်တယ်ဆိုတဲ့အခါကျတော့အဲ့လိုဇက်မျိုးလေးတွေကတော့ဆိုပြပို့ပြီးတော့ရိုက်ချင်တဲ့ဟာမျိုးလေးဆိုပြတို့အတွက်ကကျတော့ဒီ question တွေဆိုတာ client ပဲပေါ့နော်ဆိုတော့ client ဘက်ကနေပြီးတော့ဒါချိန်တဲ့ပွဲလေးတွေမှာပေါ့နော်ဆိုပြလေအ အရက်လဲအဆင်ပြေတဲ့အားလဲအားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဆိုပြီးတော့ဒါပွဲတက်ကလေးတွေကတော့ဟိုပြိသက်တွေနဲ့လည်းအပြင်မှာတိုက်ရိုက်လဲတွေ့ရတယ်။အဲ့ဆိုပွဲတစ်ခုသွားပြီဆိုလို့ရှိရင်လာကြည့်ရပြိသက်တွေလည်းအများကြီးရှိရပေါ့နော်။အပြင်မှာလာကြည့်တဲ့သူတွေလာတွေ့တဲ့သူတွေအဲ့လိုမျိုးလဲဆိုတော့ပျော်လဲပျော်ပါတယ်။အဲ့မှာမှာဆိုပြီးကဟိုခါကြရဲ့တခြင်းဖြောက်ပြပေးတာမျိုးလေးလည်းရှိရဲဆိုတဲ့အခါကျတော့ဘာပြော relax လဲဖြစ်ပြီးတော့မှဟိုပြိသက်တွေနဲ့လည်းအပြင်မှာတိုက်ရိုက်ပျော်ပျော်ရှင်ရှင်လေးစုံတွေ့ရတယ်ပေါ့နော်။အဲ့ခါကျတော့အဲ့လိုမျိုးလေး ွဲလေးရေနဲ့တက်ဖြစ်ပါလေဟုတ် တမတ်စင်ကာမှာပေါ့နော်တမတ်စင်ကာမှာဆိုပြီးအနေနဲ့အဲ့တချင်းလေးကိုဒါ performance အနေနဲ့ပေါ့နော်အဲ့လိုဆိုရတဲ့အခါမျိုးမှာချင်းလေးကပြိတ္တတွေကဟိုလက်ခံသွားလက်ခံကြရတယ်ပေါ့နော်လက်ခံကြရတယ်အဲ့ show တွေတော်တော်များများမှာဆိုလို့ရှိရင်တို့ကတချင်းအမျိုးနှောက်ထောင်ကျင်တာကိုအချင်းမျိုးမျိုးနှောက်ထောင်ကျင်တဲ့ကိုကကြာလဲတချင်းအေးလေးတွေဆိုရတာကိုကြိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ပြိတ္တကကြာလဲအဲတချင်းအမျိုးနှောက်ထောင်ကျင်တဲ့အခါကြာခါကြာရဲ့ အဲ့တခြင်းပဲတောင်းတာများတယ်အဲ့ခါကျရင်ခါကျရင်ဆိုပြီးနောက်ပြီးတော့ပြောပါတော်ပြီမဆိုတော့ဘူးလို့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီခါကျတော့လက်ပရိသတ်ကိုဆိုပြီးတော့အလိုလိုက်ရတယ်အလိုလိုက်ရအမျိုးရှိရအောက်ကနေပြီးတော့အဲ့လိုဆိုပေးပါလို့ပြောရင်ဆိုပြီးတော့အနေနဲ့ဆက်ပါမှာဟင်းအင်းမဆိုဘူးလို့ပြောခွင့်မရှိဘူးပြောလို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေသူတို့လည်းပြောစီခြင်းနဲ့ပြောစီခြင်းနဲ့ဆန္ဒနဲ့အဲ့လိုမျိုးတောင်းဆိုတဲ့အခါမျိုးမှာဆိုဆိုပြဆိုဆိုဖြစ်ပါတယ်ဟုတ်